မရှလာလောက်မှာကျွန်တော်ရဲ့ယခု YouTube channel ရဗီဒီယိုတွေကိုလူတယောက်ကကြွတော့မှကိုးတင်နေတာကိုသိခဲ့လိုက်ရပါတယ်။ခုလိုပုံစံကကျွန်တော် channel ညမယ်နဲ့သူက TikTok account ကိုလုပ်ထားတယ်။ကျွန်တော်ဗီဒီယိုတွေကိုအမှန်တကယ်ကျွန်တော်ကပဲကိုယ်တိုင် TikTok မှာဖွင့်ပြီးတော့တင်နေသလိုမျိုးဟန်ဆောင်လေးရဲ့အသုံးချနေကြတာပါ။သူများကလည်း TikTok monetization ဒေါ်လာတွေရချင်တဲ့ပုံစံမျိုးပေါ့နော်သူကလုပ်ထားတယ်။ဒါနဲ့လည်းကျွန်တော်က TikTok မှာ report ထိုးရဲ။နောက်တော့လေးလပိုင်းတော့မှ TikTok စီ diet report ဖတ်တင်လိုက်တယ်။ ရှင်းလာပိုင်းမှာတော့တိတော့ကနေယခုလိုမျိုးစာပြန်ပို့လာပါတယ်။အဲ့ဒီတိတော့အကောင့်ကိုတိတော့ကနေပြီးတော့အပြီးတိုင်းဖြုတ်ချလိုက်ပြီးဆိုပြီးတော့အတီးပြီးလာတာပါ။ကျွန်တော်မျိုးစုံကိုကျွန်တော်တိတော့စီ report တင်နိုင်ခဲ့တဲ့ဒီ step by step လမ်းလေးတွေကို video မှာပြောပြပေးသွားပါမယ်။ report တော့တင်ရမယ်တိတော့ website link ကိုဝင်လိုက်ပါ။ဒီလိုရအောင်ပေါ့နော်။ခုဘက်ကပြင်ထားမှာလေကဒီကျွန်တော်တို့ YouTube channel ကိုဝင်ထားပြီးတော့အဲဒီလိုမျိုးဒါဒီ channel ကိုကိုးပိုင်နေ ကို channel ဆိုတာမျိုးကိုပုံမူတက်တယ်ရဖို့တော့ကို screenshot ရိုက်ထားပါခိုးတင်နေတဲ့ TikTok account ကိုလည်း screenshot ရိုက်ထားပါသူကိုစီကနေယူတင်ထားတဲ့ video post တစ်ပုဒ်ချင်းစီရဲ့ link ကို copy ပြီးတော့ page ထားမှုလို့ရှိရင် dot file ထဲမှာ list လုပ်ထားပါ TikTok ကိုဒီ report တင်ဖို့အတွက်ကိုသွားတဲ့ website ကိုသွားမယ်ဆိုရင်မြန်မာနေဆိုလို့ရှိရင် VPN ချိန်ထားရမှာပေါ့နော်အရင်ဆုံးပြီးရင် Google မှာ TikTok report copyright infringement လို့ရိုက်ရှာလိုက်ပါပေါ်လာတဲ့ဒေတာကိုနှိပ်လိုက်ပါ ရပုတ်တင်နေတဲ့အကြောင်းအရာကိုရေးခိုင်းတာတော့ဒီလိုအများကြီးရှိတယ်။အဲတော့မူပိုင်ခွင့်ထိပါချိုးပေါက်ခံရတာမို့လို့အပေါ်ဆုံးဟောင်းကိုရေးချလိုက်ပါတယ်။ရပုတ်တင်တာကဒီကျွန်တော် channel အတွက်ကိုကိုရင်တင်တာမို့လို့ဒါရေးလိုက်တယ်။နောက်တော့ individual ကိုရေးတယ်။သူက email verify လုပ်ခိုင်းတဲ့အခါမှာတော့သုံးမိချဟောင်းပဲထည့်ပါ။မေးတဲ့ message ရောက်လာလို့ရှင်နှိပ်ပြီးတော့ဒီ verify confirm လိုက်ပါ။သူကတော့ခုလိုမျိုးဒီ name လေးစာတွေ email တွေပေါ့နော် contact info လေးကိုဖြည့်ခိုင်းနေအမှန်တိုင်းဖြည့်ပြီးပါ copyright တင်နေတာကဗီဒီယိုလားတခြင်းလားလိုဘူးလားမေးတော့ကျွန်တော်ကဗီဒီယိုတွေခိုးတင်ခံရဖြစ်တဲ့တကြောင်မျိုးဗီဒီယိုယူလိုက်တယ်။ကျွန်တော် YouTube ဟာကိုဒီ TikTok မှာခိုးတင်ခံရမှုလို့ဒါကိုယူရယ်။ဟိုကတကယ်ဖန်ရှင်စစ်ပါဆိုရဲတက်တူပြဟိုင်းနေပေါ့နော်။အစောပိုင်းကျွန်တော်ကို channel လေးကိုဝင်ထားတယ်ပေါ့နော်။ဒီ subscribe show ကိုဒီနေ့ဟာမှာ upload လုပ်ပေးရမယ်။ဒါကကိုဟာကိုသုံးတဲ့သူရဲ့ TikTok account လေးကိုထည့်ခိုင်းတာပါ။အဲ့ဒီမှာထည့်လိုက်ပါ။ ကိုဟာယူတင်ထားတဲ့ဗီဒီယို post link ဆုထားတဲ့ဒီ file ကိုကြတော့ဒီမှာတင်ရမယ်ပေါ့နော်နောက်ဆုံးမှာတော့အချက်လက်မှန်ကန်ကြောင်းအမှန်ချစ်ပြီးရင်လက်မှတ်ထိုးပြီးတော့စနစ်လိုက်ရပါမယ် report တင်ပြီဆိုလို့ရှိရင်တော့မေးကိုဒီလိုလေးဓာတ်ပို့ရင်သူတို့စီကနေမှမဟိုအရှင်ယူတဲ့ဒီ response ကတော့ဒီကျွန်တော်လုံးဝလာချကြတယ်။လေးလပိုင်းလောက်ကတင်တာကို၈လပိုင်းလောက်ရောက်တော့မှသူကနေမှမအခုလိုအတိပေးစာပို့တာပေါ့နော်။အဲနောက်ဆုံး decision ကကျွန်တော်ကပိုင်းရှင်အမှန်ဖြစ်တယ်။ ဆိုတော့သူတို့လက်ခံပြီးတော့တစ်ဖက်ကကိုးတင်နေသူပေါ့နော်တကယ်ကိုးတင်နေဆိုတော့သူသိရှိရအတွက်ကြောင့်မလို့အဲ့ဒီ TikTok account TikTok နဲ့အပြီးပိတ်ချလိုက်တယ်လုံးဝဖျက်သိမ်းလိုက်တယ်ပေါ့နော်ကဲဒီလိုဆိုရင် TikTok ကိုဘလို့သွားတိုင်ရမယ်ဆိုတော့ဒေချာဒီပါလောက်ပြီပေါ့နော်အတွေ့အကြုံလေးကိုလည်းဒီ comment မှာမျှော်ပေးခဲ့ပါအောင်ဗီဒီယိုလေးကိုလည်း like နဲ့ပြီးတော့အားပေးခဲ့ပါအောင် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်